quá không biết phải kia đấy, cú này khuê cú này khuê cú này lấy sẹo bộ bà đó bị bà โอ้ကျွန်တော်ဒီရောက်ပြီးတော့ကတ္တသူမြတ်အိတ်တိတ်ညနေဆရာ။အော်။ကျွန်တော်ကတော့ကတုံးပြီးပြီးနေတဲ့အိတ်မက်မက်တယ်လို့သူပြင်တော့တော့အဲ့ဒါနဲ့ဒီကူကူတော့သူစံတန်းဖြစ်သွားတယ်။ဟုတ်လား။ဘာရောကတုံးကြည့်တဲ့တည်းကူမမြတ်ဘူး။ဟုတ်လေ။ကတုံးလေးလို့ဖြစ်သွားတာဗောတော့။ နာစရာတနာစရာဖြစ်သွားပြီ။ဟောမောဟောမောဟောမောပေါ်တော့ပြီပေါ်တော့ပြီပေါ်တော့ပြီရီတပ်ကြောင့်ဆောင်ပေါ်တော့ပြီနောက်ကျွန်တော်တို့စနေ45ကျွန်တော်ဒါဒါ live လင့်ပေးတဲ့အချိန်အဲ့တော့ကျွန်တော်တို့စနေခွဲအထိနောက်ဆုံးရထားတဲ့မြကြီးနာမျိုးရဲ့မြည်ရီ update လေးကျွန်တော်ပြောပြပေးမယ် နေ့ရဲ့အခြေအနေလေးကျွန်တော်ပြောပြပေးမယ်အဲအခုလောလောဆယ်မှာကျွန်တော်တို့ဒီနေ့မနက်မနက်က live လွှင့်ပေးခဲ့တယ်မနက်က live လွှင့်ပေးခဲ့တာကမနက်3နာရီမှာကျွန်တော်တစ်ခေါက်လွှင့်တယ်6နာရီခွဲမှာတစ်ခေါက်လွှင့်တယ်အဲ့တော့မနက်3နာရီခွဲကနေတော့မှ6နာရီခွဲအထိကျွန်တော်တို့ရေတက်နှုန်းကတနာရီကိုမှနှစ်လက်မလောက်တလက်မကျော်တမတလက်မလောက်ပဲကျွန်တော်တို့ဟိုတက်လာတာတွေ့ရတယ် တော့အဲ့ဒီမှာကျွန်တော်တို့ထပ်ပြီးစောင့်ကြည့်ခဲ့တယ်မနက်6နာရီခွဲကနေပြီးတော့မှ9နာရီခွဲထိမှာကျွန်တော်တို့ကပြန်ပြီးတော့မှစောင့်ကြည့်တဲ့အချိန်မှာအဲ့ဒီတနာရီအတွင်းမှာပဲအပေါင်းဆက်ခွန်လက်မဝက်အဲလက်မဝက်ပေဝက်ပေါ့နော်6လက်မ6လက်မခန့်ပေါ့နော်ပေဝက်လောက်ကျွန်တော်တို့ပြန်တက်တာတွေ့ရတယ်အဲ့ဒီကနေထပ်စောင့်ကြည့်တယ်ဘယ်ပြန်ရောက်လဲဆိုတော့ကျွန်တော်တို့8ခွဲမှာရောက်တော့တယ်8ခွဲမှာကျွန်တော်တို့က1100နဲ့5 1105 cm အဲ့ဒီမှာရောက်သွားတယ်အဲ့ဒီမှာရောက်ပြီးတော့အဲ့တော့ခွန်ခွဲကနေပြီးတော့မှရှစ်ခွဲအထိမှာကျွန်တော်တို့က5 cm ပဲရှိတယ်တနအီကိုနှစ်လက်မှပဲကျွန်တော်တို့ကတက်ရေတက်နှုံးကို ရှိတာကိုတွေ့ရတယ်အဲ့တော့ထပ်ပြီးစောင့်ကြည့်တယ်6ခွဲအထိကျွန်တော်တို့မနက်ခု9နာရီခွဲအထိကျွန်တော်တို့တိုင်းရွာချက်ကိုဆက်ဆောင်နေတနအီအဲ့ဒီအတိုင်းပဲ1105မှာပဲရက်တက်နေတာကိုကျွန်တော်တို့တွေ့ရတယ် အခုနောက်ထပ်တပံကျွန်တော်တို့10နာရီခွဲအထိထပ်ပြီးတော့ထပ်ဆောင်နေ1105မှာပဲရက်တက်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အခု ပြောမယ်ဆိုရင်တော့မြေကြီးရဲ့အနေထားကအတက်အကျမရှိဘဲနဲ့ခိတရက်တက်နေတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒါပေမဲ့ဆက်တက်မှလားဆက်မတက်ဘူးလားဆိုတဲ့အရာလေးကကျွန်တော်တို့ဒီနေ့နေ့လယ်ပိုင်း7နာရီခွဲလောက်ဆိုရင်ကျွန်တော်တို့အတီးပြုတ်ပြောလို့ရမယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ အခုလောလောဆယ်ကျွန်တော်တို့ခံမှန်းထားတဲ့ကျွန်တော်ခံမှန်းခဲ့တဲ့အတိုင်းပဲတရား1100ကိုကျွန်တော်တို့ရောက်ခဲ့တယ်1105ဆိုတော့1100 maximum ရောက်ခဲ့တယ်ပြီးရင်ကျွန်တော်တို့စုစုပေါင်းပေ16ပေလောက်ကျွန်တော်တို့မြေရဝင်ခဲ့တယ်ကျွန်တော်ခံမှန်းက18ပေဖြစ်ပါတယ်เนาะအဲ့ဒါလေးတစ်ချက်သိတာအောင်ကျွန်တော်တင်ပြပေးပါမယ်အဲအခုဒါကအဲကျွန်တော်တို့မြေရတိုင်းနေတဲ့နေရာပဲကျွန်တော် live link နေတဲ့နေရာပဲအဲ့တော့ဒီတိုင်းဒီ မှာပဲရှိနေတယ်ဒီအတိုင်းပဲကျွန်တော်တို့ဟိုမနက်ကလေးကကျွန်တော်တို့ရက်တန့်နေတာဖြစ်ပါတယ်ဒါအခုမြေကြီးလည်းတော်တော်လေးငြိမ်သွားပြီအထက်မှာလည်းကျွန်တော်တို့အဲမြေကြီးကတော်တော်လေးကျသွားပြီ return ဘက်မှာလည်းကျပြီမေခဘက်မှာလည်းကျပြီမလီခဘက်မှာလည်းကျပါပြီမချမ်းဘောမှာလည်းကျွန်တော်တို့အားလုံးပေါင်း340ကျော်ဆိုတော့ကျွန်တော်တို့အားလုံးစုစုပေါင်း17ပေလောက်ကျွန်တော်တို့ကျပြီးသွားပြီမချမ်းဘောမှာအဲအဲ့ဒါလေးတစ်ချက်သိစေချင်ပါတယ် ဒါကြောင့်မို့ကျွန်တော်ဟိုဟာလေး live လင့်ပြီးမှပြောပေးခြင်းဖြစ်ပါတယ်ဒီမှာမြည်ရမြည်ရလာပြီးတော့မှမြည်ရလာပြီးတော့မှအမှစောင့်ကြည့်ကြတဲ့မှစိုးရင်လို့စောင့်ကြည့်ကြတဲ့ပြည်သက်တွေဖြစ်ပါတယ်ဟောမှာဟိုမှာလည်းမြည်ရစောင့်ကြည့်ကြတဲ့ပြည်သက်တွေဖြစ်ပါတယ်အကုန်လုံးဒါကျွန်တော်တို့ Golden Air ပြန်ပြီးတော့မှအစင်သက်ပြန်ပြီးတော့မှပြန်ချဖို့အတွက် ready လုပ်ထားပါပြီ အဲ့တော့စောင်းတော့စောင်းကြည့်မယ်ပေါ့စောင်းတော့စောင်းကြည့်မယ်ရေကြမယ်ဆိုတဲ့အရာကိုတော့မပြောသေးဘူးကျွန်တော်တို့အတီးပြုတ်မယ်နေ့လယ်12နာရီခွဲအထိကျွန်တော်တို့စောင်းကြည့်ပါမယ်12နာရီခွဲအထိစောင်းကြည့်ပြီးရင်ကျွန်တော်တို့ကြပြီမကြဘူးဆိုတာကိုကျွန်တော်တို့ထပ်ပြီးမှတစ်ဆင့်ပြန်ပြောပြပါမယ်အားလုံးကျေနပ်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အောက်အကြီးဝမ်းလေး နေပြည်တော်နှင့်ရန်ကုန်အပါအဝင်ဒေသတချို့၌ရွာသွန်းမြေထက်မိုးပေါ်၌နေပြည်တော်နှင့်ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်တချို့မှာရွာသွန်းမြေထက်မိုးပေါ်နိုင်တယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ဇွန်လပထမ10ရက်ပတ်အတွက်မိုးလေဝသခန့်မှန်းချက်မှာဖော်ပြထားပါတယ်။နေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အရှေ့ပိုင်းအေရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ် မွန်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာရွာသွန်းမြေထက်မိုးပေါနိုင်တယ်လို့ဆိုပါတယ်။ကျန်တဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတော့ရွာသွန်းမြေခန့်မိုးထစ်ချုံရွာနိုင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မိုးရွာနိုင်တဲ့ရက်တွေအနေနဲ့ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး အထက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးတချင်းပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာခုနှစ်ရက်ကနေ၉ရက်ခန့်နဲ့နေပြည်တော်အပါအဝင်ကျန်တဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတော့၄ရက်ကနေ၆ရက်ခန့်မိုးထစ်ချုံရွာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။